န္တလေးတိုင်းမေထီလာမြို့မှာမိုးရေချိန်များပြီးမုန်တိုင်ဆဲကျန်လာတဲ့အတွက်ဒီကနေ့အော်တိုဘာလ2ရက်နေ့မနက်ပိုင်းမှာစစ်တပ်ကဖောက်ချလိုက်တာကြောင့်ဓမ္မတုကရွှေစည်းကုန်ဖျားအနေကလမ်းမှာရေကျော်နေတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ။စက်တင်ဘာလ30ရက်နေ့ကစပြီးမိုးသက်ထန်စွာရွာသွန်းကမွန်တိုင်းဆယ်ရေရှမ်းလာတဲ့အတွက်ဆယ်ကျိုးမာကိုစိုးရင်ပြီးမိထီလာကန်တဲ့ကိုရေတွေဖောက်ချလိုက်တဲ့အတွက်လမ်းကိုရေကျော်လာတာဖြစ်တယ်လို့ဆိုပါရယ်။ရေကြီးတာမဟုတ်ပဲမွန်တိုင်းဆယ်ကရေရှမ်းနေတဲ့အတွက်ရေကျော်တာဖြစ်ပြီးကန်နာဝင်းကျင်လောက်ပဲရေအနှဲငယ်ဝင်တယ်လို့မိထီလာဒေသခံက TV ကိုပြောပါရယ်။ ဆေးဖောက်ချတဲ့အတွက်မိတလာကန်အနီးဝန်းကျင်ကရက်ကွက်တွေထဲမှာရေဝင်ရောက်လာပြီးမိုးလဲဆက်ကြီးနေတဲ့အတွက်၃ရက်လောက်နေမှရေပြန်ကျမဲ့အခြေအနေရှိတယ်လို့ဆိုပါရယ်မိုးသဲထံပြီးမြင်းရီ6ရီတိုးလာတဲ့အတွက်ရှမ်းရှိမကွေးပဲခူးနဲ့မကွေးတမန္တလေးတိုင်းကနေရာတချို့မှာရေကြီးရေရှမ်းနာတွေဖြစ်နေရလို့ဒေသခံတွေစီကသိရပါဗျာရှင်။ ပတိပညာနဲ့ဂုံတိုးဆောင်ထောက်တာပွဲရရှိထားတဲ့အသက်66နှစ်အရွယ်ဆရာကြီးဦးလွန်ကျွယ်ဟောင်းဒီကနေ့အောက်တိုဘာလ2ရက်နေ့မနက်ပိုင်းမှာပဲလူကြီးယောဂာနဲ့ဆေးရုံမှာကွယ်လွန်သွားပြီဖြစ်ပါတယ်။ ။ဦးလွန်ကျွဲဟာတတမရန်အောင်မြင်ပြီးကတည်းကပကြီးပညာကိုဇောက်ချလောက်ကင်ခဲ့တာဖြစ်ပြီးမြမပကြီးလောကရဲ့စီစည်းအကြုံမော်ဦးသိန်းဟန်ရဲ့တပည့်ရင်လည်းဖြစ်ပါတယ်။ဦးလွန်ကျွဲဟာတရုတ်နိုင်ငံနဲ့အရှေ့ဂျာမနီအပါအဝင်ဥရောပနိုင်ငံတချို့မှာလည်းပကြီးပညာနဲ့ပတ်သက်ပြီးသွားရောက်လည်လာခဲ့သူဖြစ်တဲ့အတွက်အရှေ့တိုင်းရောအနောက်တိုင်းပကြီးပညာကိုပါနှံ့ဆက်ခဲ့သူပကြီးပညာရှင်တအုပ်ဖြစ်ပြီးပကြီးပပုအကြောင်းရဲ့အကြောင်းအရာကြီးဖြစ်တော်ဝင်ယူခဲ့သူတအုပ်လည်းဖြစ်ပါတယ်။ သူ့ရဲ့ပကြီလက်ရာတွေကိုအမျိုးသားပြတိုက်အပြင်မလေးရှားစင်ကာပူစတဲ့အထင်ကရပကြီအမှုပညာပြတိုက်တွေကစုဆောင်ထိမ့်သိမ်းထားတယ်လို့ပြည်ရင်းပြည်ပပြဝဲပေါင်းများစွာကျင်းပခဲ့သူလည်းဖြစ်ပါတယ်ရှင်အာရကတ .a နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB တို့ဆက်ဆံရေးတင်းမာပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်ဘက်ကရခိုင်ပြည်နယ်ကိုတင်သွင်းတဲ့ကုန်စည်တွေကိုစက်တိုက်ဖမ်းဆီးလာတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းစာတွေနဲ့ဒေသခံတွေကပြောကြားပါဗျာ။ စက်တင်ဘာလ14ရက်နေ့ကစပြီးဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ်ကရခိုင်ဘက်ကိုတင်သွင်းတဲ့ကုန်စည်တွေကိုတင်းတင်းကြပ်ကြပ်ဖမ်းဆီးလာတယ်လို့ပြစ်ခတ်မှုတွေကိုလည်းပြစ်လုလာတယ်လို့မောင်တော်ဒေသခံတွေကပြောဆိုကြပါဗျာ။ ်စက်တင်ဘာလ14ရက်နေ့ကဘင်္ဂလားဒေ့ရှ်ဘက်ကကုန်စည်တင်ဆောင်လာတဲ့ကုန်သည်17ရောင်းနဲ့ကုန်ပစ္စည်းတွေကိုဖမ်းဆီးခဲ့တယ်လို့စက်တင်ဘာလ20ရက်နေ့မှာလည်းကုန်သည်10ရောင်းနဲ့ကုန်စည်တွေအပါအဝင်ဆက်လီ3ဆင်းကိုဘင်္ဂလားဒေ့ရှ်နေကြာစောင့်တပ် PGB ကဖမ်းဆီးခဲ့ပါတယ်။ဒါ့အပြင်စက်တင်ဘာလ21ရက်နေ့ကကုန်သည်3ရောင်းကိုဖမ်းဆီးခဲ့တယ်လို့စက်တင်ဘာလ25ရက်နေ့ကလည်းစိတ်မာတင်ကျုံးကရခိုင်ပြည်မောင်တော်ဘက်ကိုကူးလာတဲ့ကုန်တင်ဆက်လီ3ဆင်းကို PGB ကပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့လည်းမောင်တော်ဒေသခံတွေကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်ကိုမိုးရစ်စေးတင်ပို့ ိုးတာမှာအာရခတက်တော်ပါဝင်ပတ်သက်မှုရှိတယ်လို့ BGB ကဆွဆွဲထားတယ်လို့မွတ်စလင်လက်နက်ကိုင်တွေကို BGB အရာရှိတချို့ကသင်တန်းပေးပြီးရခိုင်ပြည်မှာအကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့အစီခိုင်းမှုတွေရှိတယ်လို့အာရခတက်တော်ကလည်းအပြန်အလှန်ဆွဆွဲထားပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းကတာတ TNL ထိန်းချုပ်ရာနမ်မတူနဲ့မန်တုံမြို့တွေကိုအော်တိုဘားလ၂ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးနာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ နမတူမြို့ရှိရက်ကွက်ကဖုန်ကြီးချောင်းကိုအော်တိုဘားလ2ရက်နေ့မနက်9နာရီလောက်မှာဂျက်ဖိုင်တာနဲ့ဘုံကျဲသွားပြီးမန်တုံမြို့ကစစ်ကောင်စီတပ်စခန်းအဟောင်းအတွင်းကိုလည်းဘုံကျဲချသွားတယ်လို့သိရပါဗျာ။ နမ်ဘတူမြို့ရှိရက်ကွက်ကိုလေကြောင်းလေယာဉ်နဲ့ပုံကျဲခဲ့တဲ့အတွက်ဒေသခံ၃ယောက်သေဆုံးခဲ့ပြီးကလေးငယ်အပါအဝင်၈ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံကပြောပြပါဗျ။မန်တုံမြို့ပုံကျဲမှုမှာတော့လူတွေထိခိုက်တာမရှိဘူးလို့ဆိုပါတယ်။နမ်ဘတူနဲ့မန်တုံမြို့မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့အော်တိုဘားလာ၂ရက်နေ့မနက်ပိုင်း9:23နာရီမိနစ်မှာဘုံတွေလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဖြစ်စဉ်အသေးစိတ်ကိုဆက်လက်ဖော်ပြသွားမယ်လို့ PSLF TNL တတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ ်ရှင်အနာသိန်းစစ်တပ်ရဲ့ပြည်သူ့အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအခွင့်အရေးချိုးဖောက်မှုတွေနဲ့စစ်တပ်ကိုဓာတ်ရိုက်ဒါမှမဟုတ်တွယ်ဝိုက်ထောက်ပံ့ကူညီပေးနေတဲ့နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုစုံစမ်းဖော်ထုတ်ပေးနေတဲ့ Justice for Myanmar GFM အဖွဲ့ဟာ2025ခုနှစ်အတွက် Right Livelihood Award ဆုကိုရရှိသွားခဲ့ပါတယ်။ ် GFM ဟာဒီစုကို Pacific တွင်းများနိုင်ငံ Guam, Taiwan နဲ့ Sudan တို့ကသဘောပတ်ဝန်းကျင်အရေးအတွက်ဆောင်ရွက်သူတွေ၊ Democracy နဲ့လူ့အခွင့်အရေးအတွက်ကူညီထောက်ပံ့ပေးနေသူတွေနဲ့စစ်ပေးဒုက္ခသည်တွေကိုကူညီတဲ့အဖွဲ့တွေနဲ့အတူတူပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ GFM ဟာသူတို့ရဲ့တပ်တိနဲ့အကျင့်ပြတ်ချစားနေတဲ့မြန်မာစစ်တပ်ကရနေတဲ့နိုင်ငံတကာရဲ့အကူအညီတွေကိုရော့ပါစေတဲ့သူတို့ရဲ့ရှေ့ဆောင်စုံစမ်းဖော်ထုတ်တဲ့နီလန်းတွေကြောင့်ဒီစုကိုရခဲ့တာဖြစ်တယ်လို့ Right Lovely Ho Award ကထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့ပြီး9နှစ်နီးပါးကြာတဲ့အထိကြီးစွာသောကိုကျုံးစွန်ပေးဆက်မှုတွေနဲ့စစ်အုပ်စုကိုခုံရောင်ပြောင်မြောက်စွာဆန့်ကျင်တော်လှန်ရေးရှိတဲ့မြန်မာပြည်သူတွေရဲ့အမကန်တတိပြတ်တိကိုခုံပြတဲ့အနေနဲ့တိစုကိုလက်ခံရယူပါတယ်လို့ GFM ကထုတ်ပြန်ထားပါတယ်။ right level ho award ကို1980ခုနှစ်ကတည်းကစတင်တည်ထောင်ပြီးကဘာတလောကသဘာပတ်ဝန်ကျင်ထိမ့်သိမ်းကာကွယ်ရေးလူအခွင့်ရေးရေရှည်တည်တတ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကျန်းမာရေးပညာရေးနဲ့ငြိမ်းချမ်းရေးစတဲ့ကဏ္ဍတွေမှာဆောင်ရွက်နေကြသူတွေကရွေးချယ်ပြီးနှစ်စဉ်ဆုချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်ရှင်။ အေရီတိုင်းပသိမ်မအုပ်ပင်ညောင်တုံးနဲ့ပိုင်းတနော်မြို့နယ်တွေကရက်ွက်အုပ်ချုပ်မှုယုံတွေမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲမှာမဲပေးဖို့မဲဆင်းတွေကတ်ထားပေမဲ့လာကြည့်တဲ့သူမရှိသလောက်ဖြစ်နေပြီးစိတ်ဝင်စားသူနေပါနေတယ်လို့မြို့ကန်တွေစီကသိရပါဗျ။အော်တိုဘားလာတရက်နေ့မနက်ပိုင်းကစတင်ပြီးအုပ်ချုပ်မှုယုံတွေမှာမဲဆင်းကတ်ထားတာဖြစ်ပြီးအုပ်ချုပ်မှုတွေကလာကြည့်တဲ့သူတွေမရှိတဲ့အတွက်အုပ်ချုပ်ရေးအဖွဲ့တွေကိုစီရင်ကြည့်ခိုင်းထားပြီးမှတ်တမ်းယူနေတယ်လို့ဆိုပါဗျ။ ။ရွေးကောက်ပွဲပြုလုပ်ဖို့အုပ်ချုပ်ရေးမှူးရုံးတွေမှာမဲစင်းလာရောက်စစ်ဆေးကြဖို့ကားစိုက်ကားတွေနဲ့လိုက်အော်နေပေမဲ့အစိုးရတရားသွားကြည့်တဲ့သူမရှိဘူးလို့တိမ်မြို့ကန်ကပြောပါရယ်။ မအူပင်မျိုးကန်တယောက်ကတော့ပသိမ်မှလိုမဲစီရင်ကြည်ဖို့လိုက်မစော့ဩပေမဲ့အုတ်ချိန်မူယုံရဲ့လူမှုကွန်ရက်မှာတော့ကြီးညာတာရှိတယ်လို့ပြောပေမဲ့လူမှုပြည်သူလူထုဘက်ကစိတ်ဝင်စားမှုမရှိဘူးလို့ဆိုပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်အမဲစီရင်တွေကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိ14ရက်ကြာရက်ကွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ကြေးရွာတွေမှာပထမအကြိမ်ဖြစ်ကတ်ထားမယ်လို့ကြီးညာထားပါတယ်ရှင် တမ်းမြို့သားလူမျိုးရေးတပ်မတော် TNL ကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့ကိုအာဏာသိမ်းစစ်တပ်စီလက်လွတ်လိုက်ရတယ်လို့ TNL ကအတည်ပြုပါရယ်စစ်တပ်ကကြောက်မဲမြို့ပေါ်ကို Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်တာအစိမ့်ငွေပုံအသုံးပြုတာနဲ့အသေးခံ drone အများအပြားအသုံးပြုပြီးထိုးစစ်ဆင်လာတာကြောင့် TNL တပ်ဖွဲ့ဝင်တွေမြို့ရဲကနေစုပ်ပေးခဲ့ရတယ်လို့ဆိုပါရယ် စစ်တပ်အနေနဲ့ဝေဟင်စစ်စင်ရေးကိုပြုပြင်ပြောင်းလဲပြီးတဲ့နောက်အသာစီးရတဲ့အခြေအနေတွေကိုမြင်တွေ့လာရတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွတ်ရီဦးက TV ကိုပြောပါတယ်။အရင်ကစစ်တပ်ကသူ့ရဲ့တပ်တွေအထိနာမှလေကြောင်းကိုအသုံးပြုပေမဲ့အခုတော့လေကြောင်းအသုံးပြုပြီး drone အသုံးပြုပြီးပုံကျဲတာ လက်နက်ကြီးပစ်တာတွေကိုအရင်လှုပ်လာတယ်လို့လွတ်ရီဦးကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ဟာမိုးကုံးနဲ့တီဘောဘက်ကိုဆက်ပြီးစစ်ကြောင်းထိုးဖို့အင်အားစုဖွဲ့မှုတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေနဲ့ TNL ကပြောပါတယ်ရှင်။ AR တိုင်းလီမျက်နှာမျိုးနယ်မှာစစ်တပ်ခန့်ကြေးရွာအုပ်ချုပ်ရေးမှုကစစ်ပေးရှောင်နေစီကနေကြေးရွာအတွင်းနေထိုင်ခိုလုံခွင့်အတွက်လာစဲငွေကြေးသိန်းနဲ့ချီပြီးအာဓမတောင်းယူနေတယ်လို့ဒေသခံတွေနဲ့စစ်ပေးရှောင်အရေးကူညီပေးနေသူတွေစီကသိရပါဗျ။စစ်တပ်ကခန့်ထားတဲ့ခတ်တူကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမြင့်စိုးဟာလေးမျက်နှာမျိုးတွေထဲမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်တင်းရှောင်လာတဲ့စစ်ပေးရှောင်တွေကိုသူ့ရဲ့ကြေးရွာအုပ်စုအတွင်းယာယီနေထိုင်ခွင့်အတွက်တိုင်အောင်စာကိုကျက်တသိန်းကနေ၃သိန်းထိတောင်းယူနေတယ်လို့သိရပါဗျ။ ငွေမပေးတဲ့သူတွေကိုရွာထဲမှာအနေမခံသလိုလက်ခံထားတဲ့အိမ်ကိုလည်းချိတ်ပိတ်မယ်ဆိုပြီးချင်းချောက်တယ်လို့စစ်ပေးဆောင်ကူညီသူတယောက်ကပြောပါရယ်။ဇီတော့ကြေးရွာ၊ဒေါင်းကွေကြေးရွာ၊ငပြောတော့ကြေးရွာစတဲ့ကြေးရွာတွေမှာတိုက်ပွဲရှောင်လာတဲ့စစ်ဆောင်တွေစီကနေငွေတွေအထမတောင်းယူနေတာဖြစ်ပြီးငွေမပေးနိုင်တဲ့စစ်ဆောင်တွေကိုမောင်းထုတ်နေတယ်လို့သိရပါရယ်။ အဲ့ဒီရောက်ရှိနေတဲ့စပေးရှောင်းတွေထဲမှာရခိုင်ပြည်နယ်၊ကွာမြို့နယ်၊အမ်းမြို့နယ်ဘက်ကစစ်ရှောင်းတချို့လည်းပါဝင်တယ်လို့သိရပါဗယ်။အုတ်ချွေမှုမြင့်ဆိုကငွေတောင်းကျန်းနေတာကြောင့်တချို့စစ်ရှောင်းတွေဟာတောတောင်တွေထဲမှာပြန်လည်တင်းရှောင်းခိုလုံဖို့ပြင်ဆင်နေကြရတယ်လို့သိရပါဗယ်ရှင်။ ARD တိုင်းမှာပြီးခဲ့တဲ့စက်တင်ဘာလတလအတွင်းညချိန်တွေမှာအစီရင်အကြောင်းပြပြီးအရက်သားအယောက်90ကျော်ကိုဖမ်းဆီးခဲ့တယ်လို့စစ်တပ်နဲ့နေဆက်သူတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ၁ရက်နေ့ကနေ30ရက်နေ့အထိတလအတွင်း ARD တိုင်းထဲမှာစစ်တပ်ရဲတွေနဲ့အုပ်ချုပ်ရေးမှူးတွေကညာဘက်အချိန်တွေမှာအေစီရင်အကြောင်းပြဆစ်ဆေးပြီးဒေသခံအရက်သားအယောက်90ကျော်ကိုဖမ်းဆီးခဲ့တာလို့ဆိုပါရယ်။ ။အောက်ချုပ်ရေးမှူးတွေရဲ့တရင်ပေးချက်အရဖမ်းနာရှိသလိုရှောင်းတခင်စစ်ဆေးပြီးဖမ်းခဲ့တာတွေလည်းရှိတယ်လို့စစ်ကောင်စီတိုင်းရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါရယ်။အစီရင်အကြောင်းပြပြီးအဖမ်းခံရသူတွေဟာပသိမ်ဖြာပုံဟင်းတရာရေကြီးလေးမျက်နှာတုံပြော်နဲ့မအူပင်မျိုးနယ်တွေကအများဆုံးအဖမ်းခံခဲ့ရတယ်လို့စစ်တပ်ရဲ့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကဆိုပါရယ်။တလအတွင်းအစီရင်အကြောင်းပြအဖမ်းခံရတဲ့အရသားတွေကိုသက်ဆိုင်ရာနေမြေတပ်စခန်းနဲ့ရဲစခန်းတွေမှာဖမ်းဆီးထားပြီးတိုက်ပွဲရှောင်ရင်မိသားစုနဲ့အတိမ မိတ်ဆွေတွေစီခိတလာရောက်ခိုလုံနေတဲ့အရက်သားတွေအများဆုံးဖမ်းခံထားရတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်တန်တွဲမြို့ရဲ့ငပလီကမ်းခြေအနီးပင်လယ်ပြင်ကနေရေတပ်သင်းမောတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့်ကမ်းနာကဒေသခံတွေပြောင်းရွှေ့နေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ တန်တွဲမြို့ငပလီကန်းခြေကနေနိုင်ဝက်ဝင်းကျင်လှေးစီးရတဲ့ပလဲကျော်နောက်ဖက်ချမ်းမှာစစ်တင်မော်၃စီးရောက်နေပြီးအဲဒီကနေလက်နက်ကြီးနဲ့လှမ်းပစ်နေတာငါးဖမ်းလေတွေကိုဖမ်းဆီးပြီးအရသားတွေကိုတပ်ဖြတ်နေတာတွေလုပ်နေတယ်လို့ဆိုပါတယ်ငပလီကန်းချီအနေကပလဲကျော်အနောက်မှာရှိတဲ့ရေတပ်သင်္ဘော၃စီးနဲ့အနီးအနားကဒေသခံတွေဘက်ကိုမကြာခဏပြစ်နေတာဖြစ်တယ်လို့ငပလီကန်းချီကဒေသခံတယောက်က TV ကိုပြောပါရယ် ပင်လယ်မှာငါးထွက်ဖမ်းတဲ့လေတွေကိုလည်းစစ်ကောင်စီရေတပ်ကစက်တင်ဘာလနောက်ဆုံးပတ်မှာဖမ်းဆီးသွားပြီးပြန်မရောက်လာတာငါးစီးဝဲကျင်ရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတန်တွဲကွာလမ်းပေါ်ကဗဒဲကောရွာကိုလေရင်နဲ့ဖုံးကျဲပြီးရေတပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တဲ့အတွက်အာရခတပ်တော် AA ကလည်းကမ်းကနေဟာဝင်စာနဲ့ပြန်ပစ်တာတွေရှိတယ်လို့ဆိုပါတယ်ရှင်။